တဲဆုညင်းကိုဘလုံးမမမီနိုင်တဲ့အခုလိုအချက်တွေကြောင့် Amplis နဲ့တာကျင်းနေခင်ရတဲ့ Miss Grand မြန်မာ JK ဆိုပြာအလမဲ့လောကမှာတဲဆုညင်းဆိုတာကတော်ရုံရဲ့ချင်းနဲ့အနေရရလာတာမဟုတ်ပဲတကယ်ထူးကျွန်သူဆိုတာ JK ဆိုပြာရဲ့အဖြစ်ပြက်ကိုကြည့်ရင်သိတာနိုင်ပါတယ် JK ဆိုပြာအနေနဲ့အမနစ်ကစီနီယာအလမဲ့ဖြစ်တဲ့တဲဆုညင်းကိုကြော်တက်နိုင်တယ်လို့ဘလောက်ပဲပြောနေကြပါစေအခုလိုအချက်တခုကြောင့်ပြန်ပွဲကြည်မာနေရမရပဲ Amplis နဲ့တာကျင်းနေပြီးတော့နှုတ်ထွက်လာခင်ရပါတယ်အခု2025ခုနှစ်အတွက် Miss Grand International ပွဲစဉ်ကြီးမှာမြန်မာကိုစားပြုအလမဲ့လေး JK ဆိုပြာ ာက top 22တာမဝနိုင်ခဲ့ပါဘူး။ပုံမှန်ဆိုရင် top 20တာရွေးချယ်ပေမဲ့အခုနှစ်အတွက်နှစ်ယောက်ပို့ပြီးတော့ရွေးချယ်ခဲ့တာကြောင့်မှသူမပါဝင်မလာပဲဖဲထုတ်ခံခဲ့ရတာကတော့တော်တော်လေးကိုဝမ်းနည်းစရာကောင်းပါတယ်။ဒါပေမဲ့လည်းပြည်သက်တွေအမြင်မှာတော့ဒီလိုမျိုး ambulance အဖြစ်နှုတ်ထွက်လာရမယ်ဆိုတော့အဆကတည်းကသိပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့လဲမြန်မာတနိုင်ငံလုံးကပြည်သက်တွေကတဲဆူညီအလှည့်တော်ကဝမ်းဝမ်းအားပေးခဲ့ကြပေမဲ့ JK စူပြားကိုတော့အားပေးဝန်းရံသူကအ ਨੇ ပါခဲ့တာဖြစ်ပါတယ်။အတိကအဖြစ်တော့ Miss Grand ပြိုင်ပွဲကြီးဆိုတာကမျက်နှာလိုက်မှုတွေများနေတာကြောင့်ဘလို့မှဝင်ပြိုင်မှုမတင်တော့ပဲ ဲ့ဘေးမဲ့ပေးထားရမယ့်ပြိုင်ပွဲတစ်ခုလိုတောင်ဖြစ်နေခဲ့ပါပြီ။ဒါကိုတိတိကျကျနဲ့ပြည်ထနာမျိုးစုံကြားကနေမြန်မာကိုစားပြုတ်အနေနဲ့ဝင်ပြိုင်မှုစ조사ခဲ့တဲ့ JK ဆိုပြာကဝေဖန်မှုမျိုးစုံကိုလည်းခန်းစားခဲ့ရပါတယ်။သူမအနေနဲ့အလမဲ့တယောက်ရဲ့ရှိတင်ရှိလိုက်တဲ့အရေးချက်များစွာကိုပိုင်ဆိုင်ထားပေမဲ့ပြိုင်နဲ့ပြိုင်ပွဲမှားသွားတယ်လို့ပြောလို့ရပါတယ်။အများကြီး조사ခဲ့တယ်ဆိုတော့ပြိုင်ပွဲတစ်လျှောက်လုံးမှာတွေ့မြင်ရတဲ့သူမရဲ့အပြုတ်မှုတွေကနေတဆင့်သိသားစေပါတယ်။အမေဖြေတွေမှာပဲဖြစ်ဖြစ်တခြားသောအရေးချင်းပြန်ရတဲ့ပွဲစဉ်တွေမှာပဲဖြစ်ဖြစ်ပြည်ထက်အားပေးမှုစိတ်ဝင်စားမှုကိုရယူနိုင်ခဲ့ပေမဲ့ပြိုင်ပွဲ ွဲနဲ့ကန့်ညီမှုမရှိခဲ့တာပါ အတိအကကတော့မြန်မာတနိုင်ငံလုံးကပြည်သက်အားပေးမှုအ ਨੇ ဆုံးဖြစ်သွားတဲ့ Miss Grand ပွဲစဉ်ကိုဝင်ပြိုင်တာကြောင့်လည်းပါဝင်တယ်လို့သူမရဲ့အရေးချင်းတွေကလည်းပြိုင်ပွဲရဲ့လိုအပ်ချက်တွေနဲ့မကန့်ညီတာကြောင့်ဖြစ်ပါတယ်။သူမရဲ့ခန္ဓာကိုယ်အနေအထား Carrot Lunch ပုံတွေကအစဝင်ပြိုင်နေတဲ့ Miss Grand ရဲ့စံချိန်စံနှုန်းတွေနဲ့တူညီခြင်းမရှိဘူးလို့အားလုံးကသတ်မှတ်ခဲ့ကြပါတယ်။ပပနဝအပဝင်တိုင်းကလည်းဒီလိုလိုအပ်ချက်တွေကိုကြည့်ပြီး Top 22ကိုတောင်ဆွဲခေါ်မသွားတော့ပဲတခါတည်းဖဲထုတ်ပစ်ခဲ့တာဖြစ်ပါတယ်။ Amplis ဖြစ်ပြီးလက်ပြန်ခဲ့ရတာကအစိတ်မကောင်းစရာဆိုပေမဲ့ဒါကဖြစ်တဲ့ဖြစ်တတ်တဲ့ရလဒ်တစ်ခုလို့လည်းပြည်သက် များစွာကပြောနေကြပါတယ်။စစ်မှန်တဲ့အရေးချင်းရှိသူတွေဖြစ်လို့မတင့်တော်တဲ့ပြိုင်ပွဲတွေမှာဝင်မပြိုင်တော့ဘဲ Miss Wall လိုမျိုးသူမနဲ့ live ဖက်ညီတဲ့ပြိုင်ပွဲကိုဝင်ပြိုင်နေဆိုရင်တော့ဒီထက်ပိုပြီးတော့ကောင်းမွန်တဲ့ရလဒ်တွေကိုယူဆောင်လာနိုင်မှာပါ။ဒီတစ်ခါမှာတော့မြန်မာပရိသတ်တွေကလည်းအပြည့်ဝဝင်ကြမှာဖြစ်လို့ Miss Grand ပြိုင်ပွဲကအတွေ့အကြုံတွေကိုနမူနာယူပြီးအကောင်းဆုံးစ조사ကြဖို့အတွက်လည်းပရိသတ်များစွာကပြောနေကြပါတယ်။တဲစုညီနှောင်းကတော့တကယ်ကို live ဖက်ညီတဲ့ပြိုင်ပွဲကြီးမှာအကောင်းဆုံးဆိုတဲ့အရေးအချက်တွေကိုချပြနိုင်ခဲ့တာကြောင့်တနိုင်ငံလုံးရဲ့အားပေးမှုတွေကိုရရှိခဲ့ပြီးအမြင့်ဆုံးစုကြီးနဲ့လည်းအနည်းဆုံးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုတခါဝရှင်ပြိုင်နဲ့အလားမယ့်လေဂျေကေစုပြန်ကတော့ကိုနဲ့လိုက်ဖက်တဲ့ပြိုင်ပွဲကိုရှင်ပြိုင်နိုင်ခြင်းမရှိတာကြောင့် Amplis နဲ့သာလှည့်ပြန်လာခဲ့ရပါတယ်။ဒီအဖြစ်အပျက်ကိုကြည့်ပြီးတော့ကိုမဘလောက်ပဲအရေးချင်းနေရှိနေပါစေ။နေရာမှန်ကိုရောက်ရှိရှင်ပြိုင်ဖို့လိုအပ်တယ်ဆိုတာပြသနေတာပဲဖြစ်ပါတယ်။အခုတော့မြန်မာပရိသတ်တွေအားပေးမှုနည်းသွားတဲ့ Miss Grand ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ရင်းနဲ့ Amplis ရဲ့ရလက်ကိုသာယူဆောင်ပြီးတော့အိမ်ပြန်ခဲ့ရပါပြီရှင်။ တကယ်လို့အလမေလေးဂျေခေစုပြအနေနဲ့ Miss Grand မဟုတ်ပဲသူမနဲ့ live ဖက်ညီတဲ့တခြားသောအလမေပြိုင်ပွဲတွေကိုဝင်ပြိုင်မယ်ဆိုရင်ရောပြည်သက်ကြီးတို့ကဝင်းရအားပေးသွားကြမှာပါလားရှင်